ဝိပဿနာကမ္မထံတရားကျင့်ကြံခြင်း၏အဓိကအချက်များတတိရှိပြီးခန္ဓာကိုယ်နှင့်စိတ်ကိုအမှန်တိုင်းသိပါတည်မြဲပြီးအလယ်လတ်ဖြစ်တဲ့စိတ်နဲ့စဉ်ဆက်မပြတ်သိပါဘာရှိလဲတတိရှိတယ်တတိကဘလို့ကြောင့်ဖြစ်ပေါ်လာတာလဲစိတ်ကတဘာဝတရားကိုတည်တည်ချာချာမှတ်မိနေတတ်တာကြောင့်ပါသိအောင်ကျင့်ပါဒေါသထွက်လေဒေါသထွက်နေတယ်လို့သိပါ လောဘဖြစ်လဲလောဘဖြစ်နေတယ်လို့သိရင်သတိဖြစ်ပေါ်ပါတယ်။သတိရှိပြီဆိုရင်ဘာဆက်လုပ်မလဲ။သတိရှိပြီးရင်ဒီတိုင်းနေရမှာမဟုတ်ဘူး။သတိရှိပြီးရင်ခန္ဓာကိုယ်နဲ့စိတ်ကိုသွားတည်ပါ။သတိရှိပြီးဒီတိုင်းပဲနေတယ်။ခန္ဓာကိုယ်နဲ့စိတ်ကိုသွားမတည်တဲ့အဖွဲတည်းရှိတယ်နော်။သတိရှိပြီးတော့ပညာဉာဏ်ဘက်မတက်လန်းဘူး။ခန္ဓာကိုယ်နဲ့စိတ်ကိုတည်တဲ့အခါတချို့ကခန္ဓာကိုယ်ကိုသွားဆူဆိုင်တယ် တချို့ကစိတ်ကိုသွားဆူဆိုင်နေမယ်လက္ခဏာရေ၃ပါးကိုမမြင်ဘူးဒါဆိုရင် သုံးမရဘူးဒါကြောင့်ဖုံဖုံကပြောတာသတိရှိပြီးရင် ခန္ဓာကိုယ်နဲ့စိတ်ကိုအမှန်တိုင်းသိပါအမှန်တိုင်းဆိုတာလက္ခဏာရေ၃ပါးကိုမြင်တာကို ဆိုလိုပါတယ်အမှန်တိုင်းသိပါဆိုတာဝင်မဆွတ်ဖတ်တာကိုဆိုလိုပါတယ်ဒေါသဖြစ်ပေါ်လာတာကိုဘယ်လိုလုပ်ရင်ဒေါသပျောက်သွားမှာလဲဒေါသထမဖြစ်အောင်ဘယ်လိုလုပ်ရမလဲ အဲ့ဒီလိုမျိုးတွေမြင်ခိုင်းတာမဟုတ်ပါဘူးစည်ရဲမှုဖြစ်တာကိုမြင်ရင်ဘလို့လို့ရင်စည်ရဲတာပျောက်သွားမလဲချမ်းသာမှုဖြစ်တာကိုမြင်ရင်ဘလို့ထိမ့်သိမ်းထားရမလဲယူထားလို့ရအောင်အဲ့ဒီလိုမြင်ပြီးဟိုအလိုချင်းဒီအလိုချင်းတွေကအမှန်တိုင်းမြင်တာမဟုတ်ပါဘူးအစ်အမှန်ကိုကြည့်သွားပါ အစစ်မှန်ဆိုတာလက္ခဏာရေး၃ပါးကိုခေါ်တာပါအစစ်မှန်ကအဲ့ဒါပဲတခြားဘာမှမရှိဘူး ဒါကြောင့်သတိရှိပြီးတော့ခန္ဓာကိုယ်နဲ့စိတ်ကိုအမှန်တိုင်းသိပါဆိုတာခန္ဓာကိုယ်နဲ့စိတ်ရဲ့လက္ခဏာရေးသုံးပါးမြင်တာကိုဆိုလိုပါတယ်။မြင်နိုင်မှုကတည်မြဲပြီးအလယ်လက်ဖြစ်တဲ့စိတ်နဲ့မှမြင်နိုင်မယ်။မှန်ကန်သောတမာတိစိတ်၊တီးစိတ်၊နှိုးကြားတက်ကြွသောစိတ်ဒီစိတ်တွေကမိမိတို့အမိလိုက်တည်တာကနေဖြစ်ပေါ်လာတာပါ။စိတ်ကသတိလွတ်သွားတာ၊ပြန့်လွင့်သွားတာကိုစဉ်ဆက်မပြတ်သေးပါ။တည်မြဲတဲ့စိတ်ဖြစ်ပေါ်လာမယ်။ ဒါကြောင့်တခါတရံမှာကိလေသာဖြစ်ပေါ်တာကိုမြင်မယ်။ပြီးတော့အမိလိုက်သေးတဲ့တတိကလည်းအလိုလျောက်ဖြစ်ပေါ်လာမယ်။စိတ်ကတတိမှတည်မြဲပြီးတမာတိကိုအလိုလျောက်ရရှိမယ်။တကယ်တမ်းကတမာတိကစိတ်တစိတ်ချင်းစီနဲ့အတူတကွဖြစ်ပေါ်ပါတယ်။အာဟုသောစိတ်မှလည်းတမာတိရှိတယ်။ဒါပေမဲ့တကယ်လို့စိတ်မှရည်ရွယ်ချက်မရှိဘဲဖြစ်ပေါ်လာတဲ့သတိမျိုးဆိုရင် ဲ့ဒီတမာရီစိတ်ကတမာတမာရီစိတ်ဖြစ်ပါတယ်။အရန်ကောင်းတဲ့တမာရီမျိုးပဲအကောင်းဆုံးပေါ့။ဒါကြောင့်မိမိကသတိရှိအောင် ကိုယ့်ကိုယ်ကိုလေ့ကျင့်ကြပါ။တဘာဝတရားကိုသိအောင်လေ့ကျင့်ပါ။စိတ်ကတိတူ၊နှိုးကြသူ၊တက်ကြသူဖြစ်လာပြီးတည်မြဲစိတ်ဖြစ်ပေါ်လာမယ်။မိမိတို့ကတည်မြဲတဲ့စိတ်နဲ့တဘာဝတရားအလုံးကိုသိပါ။စိတ်ကကြည်သူတဘာဝတရားကပြသသူလို့မြင်ပါ။ တဘာဝတရားမှာဘာတွေပါဝင်နေသလဲယုတ်တရားနဲ့နန္တရားတို့ပါဝင်နေပါတယ်ယုတ်တရားနန္တရားကိုတို့တို့ပြောရမယ်ဆိုရင်ယုတ်နဲ့နန်ပေါ့ဒီခန္ဓာကိုယ်လိုမျိုးပေါ့ခန္ဓာကိုယ်ကရင်ကောင်ကိုခါချရင်ခန္ဓာကိုယ်လှူရှားတာကို သိပါဒါမှမဟုတ်ရင်ကောင်လာတာကိုမကြိုက်လို့မှုတ်ထုတ်လိုက်တယ်ကုသိုလ်စိတ်ဖြစ်နေတဲ့အချိန်မှာရင်ကောင်ပြေးလာရင်ဖြည်းဖြည်းပဲမှုတ်ထုတ်တယ် ။ဘာလို့လဲဆိုတော့တခြားသူမြင်သွားရင်ကိုယ့်ကိုရက်ဆက်တယ်လို့ပြောလိမ့်မယ်။အဲ့ဒီလိုဖြစ်ရင်လည်းကိုယ့်ကိုယ်ကိုအမိလိုက်တည်သွားပါ။စဉ်ဆက်မပြတ်တည်သွားပါ။ပြီးတော့စိတ်ကသဘာဝတရားကိုတည်ပြီးဂျင်းတဲ့စိတ်ဖြစ်ရင်လည်းအမိလိုက်တည်။မကျေနပ်တဲ့စိတ်ဖြစ်ရင်လည်းအမိလိုက်တည်ပါဒီလောက်ပဲပြီးပြီတည်မြဲတဲ့စိတ်ရှိပြီဆိုရင်ခန္ဓာကိုယ်နဲ့စိတ်ကိုတွားကြည့်ပါရုပ်တရားနဲ့နံတရားကလက္ခဏာရေး၃ပါးကို ပြလိုက်မယ် ယုတ်တရားနဲ့နန္တရားအလုံးရဲ့သဘာဝတရားကိုမြင်ပြီးတော့ကျေနပ်တဲ့စိတ်မကျေနပ်တဲ့စိတ်ဖြစ်ရင်အမိလိုက်သည်ပါဒါကနောက်တစ်ဆင့်ပေါ့အမိလိုက်သည်ရင်အလေလတ်စိတ်နဲ့အတူသတိဖြစ်ပေါ်မယ်မိမိရဲ့တမာတိဖြစ်ပေါ်တာကလည်းသတိကြောင့်ပဲအလေလတ်ကလည်းသတိကြောင့်ပဲဖြစ်ပေါ်လာတယ်စိတ်အလေလတ်ဖြစ်ပေါ်တာကလည်းစိတ်မှာတမာတိရှိလို့ပါတမာတိကထိတ်ဆုံးအဆင့်မှာရှိမယ်စိတ်ကအလေလတ်ဖြစ်မယ် ဒါကြောင့်မိမိကတတိရှိပြီးခန္ဓာကိုယ်နဲ့စိတ်ကိုအမှန်တိုင်းတည်ပါတည်မြဲပြီးအလယ်လတ်ဖြစ်တဲ့စိတ်နဲ့တဘာဝတရားကိုစဉ်ဆက်မပြတ်တည်အောင်လေ့ကျင့်ပါပြီးတော့ဒီနေရာကို ရောက်သွားလိမ့်မယ်တည်မြဲပြီးလက္ခဏာ၃ပါးကိုမြင်မယ်လက္ခဏာရေး၃ပါးကိုမြင်ပြီးခြေနဲ့တဲ့စိတ်ဖြစ်ရင်လည်းအမိလိုက်သည်မခြေနဲ့တဲ့စိတ်ဖြစ်ရင်လည်းအမိလိုက်သည်တခါတည်းရန်လက္ခဏာရေး၃ပါးကိုမမြင်လိုက်ဘူး ရုံနဲ့နံကိုမြင်တဲ့အခါကျေနပ်တဲ့စိတ်မကျေနပ်တဲ့စိတ်ဖြစ်ရင်တော့ထပ်ပြီးအမိလိုက်သည့်အမိလိုက်သည့်ရင်စိတ်ကအလေအလတ်ဖြစ်မယ်တခဏအလေအလတ်ဖြစ်ပြီးအာယုံခံစားမှုအတစ်နဲ့ပြန်ပြီးထိတွေ့ရင်ကျေနပ်တဲ့စိတ်မကျေနပ်တဲ့စိတ်အတစ်ထပ်ဖြစ်ရင်ထပ်သည့်ဒီတိုင်းစဉ်ဆက်မပြတ်လုပ်သွားရင် နေရာတစ်ခုကိုရောက်တဲ့အခါပညာဉာဏ်ဖြစ်ပေါ်မယ်အမှန်တရားဆိုတာဘယ်အရာပဲဖြစ်ဖြစ်ဖြစ်လာပြီးပြတ်တယ်ဆိုတဲ့အမှန်တရားကိုသိမယ် မိမိနေစဉ်မြင်နေရတဲ့ဒေါသကလည်းဖြစ်ပြီးပြက်တယ်။လောဘကလည်းဖြစ်ပြီးရင်ပြက်တယ်။ပြန်လွင်စိတ်ကလည်းဖြစ်ပြီးရင်ပြက်တယ်။ဒါကိုနေ့တိုင်းနေ့တိုင်းမြင်နေထပ်ခါထပ်ခါမြင်ရင်နေရာတစ်ခုကိုရောက်တဲ့အခါပညာဉာဏ်ထိတ်ဆုံးကို ရောက်မယ်။အရာအလုံးဟာဖြစ်ပြီးပြက်တယ်လို့သိမယ်။ချမ်းသာမှုလည်းဖြစ်ပြီးပြက်တယ်၊စင်ရဲမှုလည်းဖြစ်ပြီးပြက်တယ်။ဒီလိုမြင်ပြီးဆိုရင်စိတ်မှန်တဲ့အလေအလတ်စိတ်ဖြစ်လာမယ်။ဒါကပညာဉာဏ်ကြောင့်အလေအလတ်ဖြစ်တယ်။ ချမ်းသာမှုဖြစ်ပေါ်ရင်လည်းတည်လွတ်ပြီးမပြော့ဘူးစီးရဲမှုဖြစ်ပေါ်လာရင်လည်းဝမ်းမနေဘူးမမုန်းဘူးဒီလိုအလေလက်ဖြစ်နေတာက အရာအလုံးဟာ လာပြီးပြန်သွားတယ်လို့သိလို့ပါ ချမ်းသာမှုကလည်းလာပြီးပြန်သွားတယ်ပျော်စရာလို့မမြင်ပါဘူးစီးရဲမှုကလည်းလာပြီးပြန်သွားတယ်မုန်းစရာလို့မမြင်ပါဘူးအလေလက်ဖြစ်တဲ့စိတ်နဲ့အတူပညာဉာဏ်ဖြစ်ပေါ်တဲ့အသည့်မိမိတို့တရားကျင့်ကြံတဲ့အခါအရိနေရာဟာအရိယာမတ်တကားဝဖြစ်ပါတယ် အစပိုင်းမှာတဘာဝတရားကိုသိတဲ့အခါစိတ်ကအလေအလတ်မဖြစ်တာကိုလည်းတတိနဲ့အမိလိုက်သည်ပါဘလို့အမိလိုက်သိရမလဲဆိုရင်အခုအလေအလတ်မဖြစ်သေးဘူးလို့သိပါကျေနပ်တခါမကျေနပ်တလဲဖြစ်ပေါ်မယ်စိတ်ကတတိနဲ့အတူအလေအလတ်ဖြစ်လာပါလိမ့်မယ်အလေအလတ်စိတ်ကိုအသုံးပြုပြီးရုံနဲ့နံတို့ရဲ့လက္ခဏာရေး၃ပါးကိုစဉ်ဆက်မပြတ်သိအောင်လေ့ကျင့်ပါနောက်ဆုံးမှာပညာဉာဏ်ကြောင့်အလေအလတ်ဖြစ်ပေါ်မယ် ပညာဉာဏ်ကြောင့်အလေလက်ဖြစ်တဲ့အခါစိတ်ကရုန်းကန်နေတာရက်သွားလိမ့်မယ်။တိဆိုတဲ့စကားလုံး၊မြင်ဆိုတဲ့စကားလုံး၊ဒီတိုင်းတိ၊ဒီတိုင်းမြင်ဆိုတာတွေက အခုမှဖြစ်ပေါ်မှာ။ရှေ့မှာတုန်းကတကယ်ဖြစ်ပေါ်တာမဟုတ်ဘူး။ဒီတိုင်းတိ၊ဒီတိုင်းမြင်ဖို့ကပညာဉာဏ်ရင့်တန်ပြီးနောက်တစ်ဆင့်ရောက်တာနဲ့မတ်ဖို့ဖြစ်ပေါ်တော့မှာနည်းနည်းပဲလို့တော့တာ။အမှန်တိအမှန်မြင်ဆိုတာ ်စိတ်မာပညာဉာဏ်ရှိတဲ့အတွက်အရာအလုံးဟာဖြစ်ပြီးပြတ်တယ်လို့သိတာကို ဆိုလိုပါတယ်ချမ်းသာမှုနဲ့စင်ရမှုတို့ရဲ့အလဲအလက်အကောင်းနဲ့အဆိုးရဲ့အလဲအလက်ဒီလိုအဆိုးနှစ်ဖက်ရှိတဲ့တရားတွေရဲ့အလဲအလက်ကိုရောက်ရှိသွားလိမ့်မယ်အတွဲလိုက်ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဖြစ်တဲ့ချမ်းသာမှုနဲ့ဆင်းရဲမှု အကောင်းနဲ့အဆိုးအပေါ်စိတ်ကအလေအလက်ဖြစ်နေလိမ့်မယ်။ဘယ်တစ်ခုကဘယ်တစ်ခုထက်ပိုကောင်းနေရလို့မရှိတော့ဘူး။ ဘယ်တစ်ခုကဘယ်တစ်ခုထက်ပိုဆိုးတယ်ရဲ့လို့လည်းမရှိတော့ဘူးအရာအလုံးကဒန်းတူပဲဆိုတာကိုလက္ခဏာရေးသုံးပါးနဲ့အတူမြင်တယ်စိတ်ကအဲ့ဒီနေရာရောက်သွားရင် စိတ်ကထပ်ပြီးမယုံကန်တော့ဘူးတကယ်လို့မိမိမှာပါရမီပြည့်ဝရင်စိတ်ဆုစည်းပြီးအပ္ပနာဇံတမာတိကိုဝင်စားမယ်။မိမိကလုံးစီရမလို့ပဲစိတ်ကသူ့အလိုလိုဇံဝင်စားသွားတာဖြစ်တယ်။ မိမိတို့လေ့ကျင့်နေတဲ့ကျင့်စဉ်တွေကသူ့လိုလိုဆိုတဲ့သကကလုံးနဲ့ပဲပြည့်နှက်နေတယ်။ဒါကြောင့်စိတ်ဆူစည်းပြီးသူ့လိုလို အပ္ပနာဇံတမာတိကို ဝင်စားတယ်။ဒါကစိတ်မှာယုံကန်နာတွေကုံသွားတာကြောင့်ပါ။မျက်စိ၊နားနှာခေါင်း၊ရှာကိုယ်မှာအာယုံခံစားမှုတွေယုံကန်ရှာဖွေမနေတော့ပဲစိတ်တစ်ခုထဲမှာပဲစူးစီးသွားပြီးစိတ်ကဇံဝင်စားတယ်။ တချို့လူတွေကရူပဇံဝင်စားတယ်တချို့လူတွေကြတော့အရူပဇံဝင်စားတယ်ပြီးတော့ကိလေသာဆင်းကြောတဲ့အရိယာမတ်ဖြစ်စဉ်ဖြစ်ပေါ်ပါတယ်အရိယာမတ်ကကိလေသာတွေကိုတစ်ချိန်တည်းနဲ့ဆေးကြောပစ်နိုင်တယ်ဆေးကြောခံလိုက်ရတဲ့ကိလေသာကဘယ်တော့မှထပ်မဖြစ်ပေါ်တော့ပါဘူးမိမိတို့တည်သွားသည့်တိုင်အောင်အဲ့ဒီကိလေသာက ပြန်မဖြစ်ပေါ်တော့ပါဘူးပျောက်ပြီဆိုအရှင်းပျောက်ပြီပဲနေကျင်ရမယ်နော်၎င်းဆိုတာဘာမှမရှိဘူး အဆက်မပြတ်ကြင်ကြံအားထုတ်ပါနော်ယုံနံခန္ဓာနဲ့စိတ်အကြောင်းကိုတတိယတည်ငြိမ်တဲ့စိတ်ရယ်နဲ့အမှန်တိုင်းသိအောင်လေ့ကျင့်ပါဒါကြောင့်ဖုံမုံကတတိရှိပြီးခန္ဓာကိုယ်နဲ့စိတ်ကိုတည်မြဲပြီးအလယ်လတ်ဖြစ်တဲ့စိတ်နဲ့အမှန်တိုင်းသိပါလို့သုံးနှုန်းထားတာတတိရှိပြီးခန္ဓာကိုယ်နဲ့စိတ်အကြောင်းကို အမှန်တိုင်းသိတာကိုတတိပဋ္ဌာန်းလို့ခေါ်ပါတယ် တည်မြဲပြီးအလယ်လက်ဖြစ်တဲ့စိတ်ကိုတမာတိတမာတမာတိလို့ခေါ်ပါတယ်။ဒါကြောင့်ဒီစာကြောင်းပဲနော်။တတိရှိပြီးခန္ဓာကိုယ်နဲ့စိတ်ကိုတည်မြဲပြီးအလယ်လက်ဖြစ်တဲ့စိတ်နဲ့အမှန်တိုင်းသိပါ။ဒါကတမာဝါယမတမာတတိတမာတမာတိအကုန်လုံးခြုံငုံမိပါတယ်။ဒီလောက်လေ့ကျင့်ရုံမှာပဲမိမိတို့လေ့ကျင့်ရမှာအချက်ကလေးတစ်ချက်ပဲရှိပါတယ်။ တစ်တာလိုက်အများကြီးလေးလာเสียမလိုပါဘူးအပိဓမ္မာစာအုပ်တွေက အများကြီးရှိတယ်လေးလာပြီးဘယ်ကနေစရမယ်မှန်းမသိဘူးပြောတဲ့နေရာသာစလုပ်လိုက်နောက်ကျရင်မိမိမှာတတိယရှိလာမယ်စိတ်ရဲ့တယုံမှန်ကိုမြင်လာမယ်စိတ်ကခဏနေအတွေးစီစီးစင်းသွားတယ်ခဏနေသွားဆူးဆိုင်တယ်ခဏနေသွားတည်တယ်အဲ့ဒီလိုအပြန်ပြန်အလှန်လှန်ပြောင်းလဲနေတယ်နောက်ကျရင်ပညာဉာဏ်ဖြစ်ပေါ်ပြီး စိတ်ကဘယ်ကိုစီးစင်းသွားသွားတည်တယ်နော်ဒီစိတ်ကလည်းမမြဲဘူးတည်သူစိတ်ကလည်းမမြဲဘူးတွေးတောစိတ်ကလည်းမမြဲဘူးစူးစိုက်စိတ်ကလည်းမမြဲဘူးတည်သူစိတ်ကလည်းထိမ့်သိမ့်ထားလို့မရဘူးခဏနေစီးစင်းသွားပြီစူးစိုက်စိတ်ကိုလည်းတားလို့မရဘူးစူးစိုက်မှာပဲစီးစင်းတဲ့စိတ်တတိလွတ်တဲ့စိတ်ကိုလည်းမဖြစ်အောင်တားလို့မရဘူးတတိလွတ်မှာပဲ ဒါကို အနတ္တမြင်တယ်လို့ခေါ်တယ်။ဒါကြောင့်မိမိတို့အနေဆကိုမြင်တယ်၊စိတ်ရဲ့အနတ္တကိုမြင်မယ်။အဲ့ဓာတွေကပညာဉာဏ်ကိုဖြစ်ပေါ်စေတယ်။မိမိတို့အနေဆမြင်တာပဲဖြစ်ဖြစ်အနတ္တမြင်တာပဲဖြစ်ဖြစ်ဒုက္ခမြင်တာပဲဖြစ်ဖြစ်ဒါတွေကိုမြင်လိုက်တဲ့အခိုက်မှာလက္ခဏာကြီး၃ပါးကိုမြင်လိုက်တာပဲ။ယုံနဲ့ခန္ဓာကိုစိတ်တို့ရဲ့တယုံမှန်ကိုမြင်တယ်လို့ခေါ်တယ်။ဝိပဿနာကမ္မထံဆိုတာဒါပဲ။ ါကြောင့်ဖုံဖုံကတမာရီရအောင်ကျင့်တာဝိပဿနာရောတမာရီရောရအောင်ကျင့်တာအပါအဝင်ဝိပဿနာကမ္မထံကျင့်ကြံတာအတွက်အချင်းချုပ်ပေးထားပါတယ်ဖုံဖုံကအလုံးအတွက်လွယ်ကူအောင်စာတကြောင်းထဲနဲ့အတူချုပ်ချုပ်ပေးထားတယ်အဲ့ဒါကတတိရှိပြီးခန္ဓာကိုယ်နဲ့စိတ်ကိုတည်မြဲပြီးအလယ်လတ်ဖြစ်တဲ့စိတ်နဲ့အမှန်တိုင်းသိပါဆိုတာပါပဲဒီထက်ပိုပြီးအတူချုပ်ရရင် ကမ္မထမ်းတစ်ခုခုကိုလေ့ကျင့်ပြီးတော့စိတ်ကရွေရှားသွားတာနဲ့အမိလိုက်တည်ပါ။